်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဖအံရောက်နေတဲ့စစ်ကောင်းဆောင်လုံခြုံရေးရင်တန်းပြစ်ခတ်ခံရနေအောင်လိုက်ရဲ့စစ်ရင်တန်းရေးပလူအဖွဲမှရှော့လိုက်တုံးနဲ့ပြစ်ခတ်ကြောင်းသတင်းထွက်ပေါ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြို့တော်ဖအံမှာရောက်နေတာကြောင့်စစ်တပ်ကလုံခြုံရေးတင်းကျပ်ထားပြီးကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုလည်းမြို့တွင်းဝင်ရောက်ဖျက်ဆီးသွားလာခွင့်ယာယီပိတ်ပင်ထားတယ်လို့ကရင်သတင်းရင်းမြစ်တွေကပြောပါတယ် မနေ့နိုဝင်ဘာ14ရက်ကစပြီးမြို့ရင်းမှာစစ်ကားတွေနဲ့ကင်းပတ်တယ်လို့မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွေမှာလည်းအင်အားတိုးမြင့်ချထားတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။ဒီနေ့မှာဆိုရင်လိုင်စင်မဲ့ကားတွေဖြတ်တန်းရင်ဖမ်းဆီးမှာဖြစ်တဲ့အတွက်မြို့ရင်းမှာအသွားလာရှိနေတယ်လို့ဖအံမျိုးကန်ကလည်းအသိပေးပါတယ်။ ကာဝစ်တောက်တွေသွားလို့မရဘူးလို့အဲ့ဒီဒေတာခန်ကပြောပါတယ်။ဒါပြင်အပြစ်ရဲ့ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ကရင်ငင်းချမ်းရေးကောင်စီ KNU, KNLA, PC, Democracy အချို့ပြုကရင်တက်တော် DKBA နဲ့ကရင်နယ်ချမ်းစောင့်တက် BGF တပ်ဖွဲ့ဝင်တွေကိုလည်းဖမ်းအမ်းမျိုးတွင်းတဲဝင်ရောက်ဖြတ်တန်းသွားလာခွင့်မပြုဘူးလို့စစ်ကောင်စီတပ်ဘက်ကအတည်ပြုထားပါတယ်။မနေ့ကစစ်ကောင်စီတက်ကင်းလက်နေချင်း လမ်းပေါ်မှာတွေ့တဲ့ခရင်ငင်းကျန်းရစ်ကောင်စီ KNU KNLA PC အဖွဲ့ကတပ်ဖွဲ့ဝင်တအူပိုင်ဆိုင်တဲ့ license မဲ့ကားတစီးကိုဖမ်းဆီးသိမ်းဆီးလိုက်တယ်လို့ဖမ်းအန်ဒေတာကန်တအူထံကသိရပါတယ် PC ကတစည်းပါသွားတယ်အဖွဲစည်းကတ်တွေရောတနက်တွေရောပါတာတော့မရဘူးတယ်လို့အဲ့ဒီဒေတာခန်ကပြောပါတယ်စေကောင်ဆောက်ဟာဒီနေ့မှာဖအံမျိုးကနေမွန်ပြည်နယ်မော်လမြိုင်မြို့ကိုဆက်သွားမှာဖြစ်တဲ့အတွက်မော်လမြိုင်မြို့မှာလည်းလုံခြုံရေးတင်းကျပ်ထားတယ်လို့သိရပါတယ် ဆက်လက်ပြီးအေအေကယာယီဆုတ်ခွာပေးလိုက်သောကြောက်ဖြူမင်းပြင်ရွာရီရာစစ်စခန်းတွင်ဝါရဖြန့်ဓာတ်ပုံရိုက်ကူးရန်အကြမ်းဖက်စစ်တပ်ကပြင်ဆင်နေစဉ်အေအေပြစ်ခတ်တော်လက်နက်ကြီးကြီးကြားရောက်ပောက်ွဲ၍စစ်သားအများပြားသိမ်းဆုံးနေဆိုတဲ့တဲ့ကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင်အေအေကယာယီဆုတ်ခွာပေးလိုက်သောကြောက်ဖြူမင်းပြင်ရွာရီရာစခန်းတွင်ဝါရဖြန့်ဓာတ်ပုံရိုက်ကူးရန်စစ်တပ်ကပြင်ဆင်နေစဉ်အေအေပြစ်ခတ်တော်လက်နက်ကြီးကြီးကြားရောက်ပောက်ွဲ၍စစ်သားအများပြားသိမ်းဆုံးသွားကြောင်းအေအေစည်ရေးတဲ့ရင်းမြစ်ကတဲ့င်းဌာနကိုပြောကြားပါတယ် အရကတက်တော် AA သိမ်းဖိုက်ထားတဲ့ကြောက်ဖြူမျိုးမင်းပြင်ရွာရေးတာစက္ကန်းကိုလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းအကြံဖတ်စစ်ကော်မရှင်တပ်များကအင်အားအလုံးရင်ဖြင့်စစ်ကြောင်းထိုးတိုက်ခိုက်လာကြောင်းရှင်းအောင် AA ကမင်းပြင်ရွာစက္ကန်းမှာယာယီဆုတ်ခွာပေးလိုက်ရပြီးစစ်တပ်ကဝင်ရောက်နေရာယူသွားကြောင်းထို့သောမင်းပြင်ရွာစက္ကန်းကိုစစ်တပ်ကရရှိပြီးနောက်ဝါရဖြန့်ဓာတ်ပုံရိုက်ကူးရန်အတွက်စစ်သား20ကျော်ကပြင်ဆင်နေခဲ့ကြောင်းရှင်းအချင်း AA ကလက်နက်ကြီးဖြင့်ဖိခတ်ခဲ့ရာ မင်းပြင်းရွာစခန်းအတွင်းရှိဝါရဖြန့်တပ်ပုံရိုက်ကူးရန်ပြင်ဆင်နေသည့်နေရာသို့တိတိကျကျရောက်ပောက်ကွဲခဲ့ကြောင်းအဆိုပါပောက်ကွဲမှုအတွင်စစ်သားအများအပြားသေဆုံးသွားကြောင်းသိရပါတယ်။အဲ့ဒီမင်းပြင်းရွာရေဒါစခန်းကိုအေအေကတိမ်ထားတာအင်အားအနည်းငယ်ပဲရှိတယ်။အဲ့ဒါကိုစစ်တပ်ကအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးလာလို့ပြန်ဆုတ်ပေးလိုက်ရတာ။အဲ့ဒါကိုစစ်တပ်ကမနေ့ကဝါရဖြန့်တပ်ပုံရိုက်ဖို့လုပ်နေတော့အေအေကလက်နက်ကြီးနဲ့ပစ်လိုက်တာအကုန်ချွတ်အကုန်နဲ့ဟုစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ မင်းပြင်းရွာစက်ခန်းတွင်လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အကြမ်းဖက်စစ်သားအနည်းဆုံး၁၀ဦးခန့်သေဆုံးနိုင်ပြီး24ဦးသေဆုံးသည်ဟုသတင်းများကြားသိရတော့လေအတိအကျကိုအတိမပြုနိုင်သေးပါဘူး။ကြောက်ဖြူမျိုးနယ်အတွင်ချေးရွာအများစုတွင်အေအေကနေမြေစုမှုထားပြီးစစ်တပ်ကရေတန်နှင့်မြို့ပေါ်အခြေစိုက်တပ်များတွင်သာနေရာယူထားရာမှာကြီးရည်လေးအင်အားသုံးပြီးတံပြန်ထိုးစစ်များပြုလုပ်နေခြင်းဖြစ်ပါသည်။ AAD ရခိုင်ပြည်နယ်တွင်2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှစတင်ကမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီးလက်ရှိတွင်တန်ထွေရန်ပြေဘူးတီတောင်ရတိတောင်ပုံနာကျွန်ကြောက်တော်မင်းပြမြောက်ဦးမြေပုံပေါက်တော်မောင်တော်အန်တောင်ကုန်းကွာတို့ကိုတင်ပိုက်ထားပါတယ်။ထို့ပြင်ချင်းပြည်နယ်ပလဝမြို့နယ်ကိုလည်း AA ကတင်ပိုက်ထားပါတယ်။ AA ကရခိုင်တပြည်လုံးတင်ပိုက်နိုင်ရန်အတွက်လက်တကန်းတာလိုတော့ပြီးထိုးစစ်များအရှိန်မြင့်တင်လျက်ရှိကြောင်း AA ကတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။ ဆလဗီပညာရေးသည့်ပြစ်မှုမဟုတ်ဟုစာတင်ကြောင်းများအပေါင်းချဲနေသည့်စစ်ကော်မရှင်ကိုဒေါအောင်ဆန်းစုကြည်တားခဲ့ကိုထိန်လင်းဝေဖန်နေဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ကော်မရှင်ကစာတင်ကြောင်းများကိုဘုံချဲတိုက်ခိုက်တဲ့ပြင်ပညာတင်ကြားနေသောအပြစ်မဲ့ကလေးငယ်များတေဆုံးနေရသောကြောင့်ပညာရေးကပြစ်မှုမဟုတ်ကြောင်းဒေါအောင်ဆန်းစုကြည်တားခဲ့ကိုထိန်လင်းကင်အဲရစ်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာထုတ်ပေါ်ရေးသားထားပါတယ် မြန်မာနိုင်ငံ၌စာသင်ကျောင်းတဲ့ကလေးများပညာသင်ကြားနေချိန်တွင်စေအုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ကျောင်းသားအများပြသေဆုံးခဲ့ရပြီးကျောင်းတွင်ကလေးများရှိနေသဖြင့်သေဆုံးရသည့်အဖြစ်ပြက်များဖြစ်ပေါ်နေကြောင်းရေးသားထားပါတယ်။ကလေးတွေဟာကျောင်းသွားတဲ့အတွက်အသက်သေဆုံးနေရတဲ့စစ်အာဏာရှင်ကလူတွေနဲ့အတူနိုင်ငံရဲ့အနာဂတ်ကိုပါဖျက်ဆီးနေတယ်။ပညာရေးကိုပြစ်မှုအဖြစ်မသတ်မှတ်သင့်ဘူး။စာအုပ်ကင်ထားတဲ့ကလေးတဦးဟာစာသင်ကမ်းထဲမှာမသေသင့်ဘူးဟုဒေါ်အောင်ဆန်းစုကြည်ဤသားငယ်ကိုထိန်လင်း Kim Eric ကဆိုပါတယ်။ မိခင်ဒေါ်အောင်ဆန်းစုကြည်သည်ပညာရေးကိုအလေးထားသူဖြစ်ကာကလေးငယ်များအကြောက်တရားမှခင်းဝေပြီးလွတ်လပ်ငြိမ်းချမ်းစွာလူကုန်တိုက်ခါရှိစွာကြီးပြင်းရန်လိုလားသူဖြစ်ကြောင်းဆက်လက်ပြောကြားပါသည်။ယခုလပိုင်းမှာပင်မန္တလေးတိုင်စင်ကူးမြို့နယ်မာလဲချေးရွာရှိစစ်ပေးရှောင်များနေထိုင်ရာစာတင်ကျောင်းချင်းပြည်နယ်တောင်ပိုင်းမင်းတပ်မြို့နယ်တွင်ချေးရွာနှစ်ရွာမှစာတင်ကျောင်းများလေကျောင်းတိုက်ခိုက်ခံရမှုကြောင့်ကလေးငယ်များအပါအဝင်အရက်သားအသေးဆုံးသူများရှိပါသည်။2025ခုနှစ်မေလမှဩဂုတ်လအထိ စစ်အုပ်စုလေးကျောင်းတိုက်ခိုက်ခံရမှုကြောင့်ဘာသာရေးအဆောက်အုံ66ခုစာတင်ကျောင်း46ကျောင်းနှင့်စေယုံစေကန်17ခုတို့ထိခိုက်ပျက်စီးခဲ့ကြောင်းညံလင်းသတိတနာအဖွဲ့ထံမှသိရပါတယ်။အဆိုပါစစ်အုပ်စု၏လေးကျောင်းတိုက်ခိုက်မှုကြောင်းအရတားတေဆုံးသူ604ဦး၊ဒဏ်ရာရရှိသူ1339ဦးရှိကြောင်းပါဝင်ပါတယ်။ဆက်လက်ပြီးတသက်ခိုင်အမတ်လောင်ဖြစ်ခွင့်အတနာခန့်စာရွေးကော်ပေးချမင်းအောင်လိုက်အပြက်ရှင်းပြလိုက်ခြင်းဟုဆိုတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခါဤအမတ်လောင်းဖြစ်ခွင့်ပေးရန်အတနာခန့်စာကိုစစ်ကော်မရှင်ခန့်ရွေးကောက်ပွဲကော်မရှင်ကပေးချလိုက်ကြောင်းသိရပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခါဤဗန်ချေးငွေပြဒနာကြောင်းသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ခါကြီးပါပြဋ္ဌာန်းချက်နှင့်ဤစွန်းတည်ဟုဆိုကအမတ်လောင်းစည်ရင်မှပေးဖြတ်လိုက်ကြောင်းတရားမဝင်ရွေးကောက်ပွဲကော်မရှင်ကအော်တိုဘာလ22ရက်နေ့တွင်ထုတ်ပြန်ခဲ့ပြီးအော်တိုဘာလ24ရက်နေ့မှပင်အကြွေးကိစ္စစူးစမ်းဖြေရှင်းပါမည်ဆိုသည့်ခံဝင်ကြေဖြင့် မင်းအောင်လိုင်နဲ့ရွှေကော်ထန်အတနာခန်းစာတင်ခဲ့ခြင်းဖြစ်ပါတယ်။မင်းအောင်လိုင်ကသူတို့လိုရှိတဲ့အေးမောင်ကိုကြတော့အမတ်လောင်ဖြစ်ဖို့လူငိမ့်အောင်ပေးခဲ့သေးတာပဲ။တသက်ခိုင်ကိုအမတ်လောင်ပြန်ပေးလိုက်လို့လည်းရပါတယ်။ဘာလို့မပေးသလဲဆိုတော့အပြည့်ရှင်းကျင်လို့ကိုမပေးတာဟုမုံရွာချေဆိုင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကသတင်းဌာနကိုပြောပါတယ်။အတနာခန်းစာပေချခံရမှုကိုနိုဝင်ဘာ14ရက်ပြည်သူ့ရှေ့ဆောင်ပါတီမဲဆွယ်ဘွဲတွင်တသက်ခိုင်ကိုတိုင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။အောက်တိုဘာ16ရက်တွင်ရွေးကော်ကတသက်ခိုင်ကို ဦးစလေလောင်တပ်တေကန်ကပ်ပြားထုတ်ပေးပြီးမှပယ်ဖြတ်ခဲ့ခြင်းဖြစ်ပြီးအောက်တိုဘာ30ရက်၌ကမ္ဘောဇဘန်သို့အကျွေးသိန်း9000ဆက်ပြကအတနာခန်းစာကိုလက်ခံရေးအတွက်ကြိုးစားခဲ့ပါသေးတယ်။ထို့ပြင်အမတ်လောင်းပယ်ချခံရသူ86ဦးအနက်အတနာခန်းစာတင်သူများကိုပြန်စင်းစားနေသည်ဟုသိရှိရကြောင်းနှင့်အတနာခန်းစာတင်သူများတင်မှတဦးတည်းကိုသာရွေးကောက်ပွဲဝင်ခွင့်ပေးမည်ဆိုလျင်ထိုတယောက်သည်ကျမတတ်တတ်ခိုင်ဖြစ်မည်လားဟုညွန်လင်းမိကြောင်း BBC နှင့်တွေ့ဆုံခန်းတွင်တတ်တတ်ခိုင်ကပြောကြားခဲ့ပါသည်။ ဒေါအောင်ဆန်းစုကြည်ကိုပင်လက်စားမှုဖြင့်ပြစ်ဒဏ်ကျနေသူဟုမဟုတ်မမှန်အပုတ်ချခဲ့ရသောတသက်ခိုင်သည့်ယခုအမတ်လောင်းစည်ရဲမှအပီအပြက်ပယ်ဖြတ်ခံရသည့်တိုင်တခွန်းမြပင်နှုတ်လံမထိုးရဲခဲ့ပြီးတရားမဝင်ရွှေကောက်ပွဲကိုရန်ကုန်တိုင်း FPTB အမျိုးသားလွှတ်တော်မဲဆန္ဒနှင့်အမှတ်နှစ်အမတ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြန်ရန်တသက်ခိုင်အမိစည်ရင်တင်သွင်းခဲ့ခြင်းဖြစ်ပါသည် တက်တက်ခိုင်သည်2015ရွေးကောက်ပွဲတွင် NLD ပါတီအမတ်အဖြစ်အနိုင်ရရှိခဲ့တော်လဲ2018ခုနှစ်၌ပါတီတာဝန်များရပ်ဆိုင်းခံခဲ့ရပြီးနောက်နှုတ်ထွက်ကပြည်သူ့ရှေ့ဆောင်ပါတီကိုထူထောင်ခဲ့ပါတယ်။ထို့နောက်2020ရွေးကောက်ပွဲတွင်ကြာတနေရာမှအနိုင်မရခဲ့ပြီး2020ပြည့်နှစ်ဩဂုတ်လတွင်မင်းအောင်လှိုင်နှင့်34ပါတီတို့တွဲဆောင်ခဲ့ရ၌အာနာသိန်းရမင်းအောင်လှိုင်ကိုမြောက်ပေးသည့်အထက်တက်တက်ခိုင်လည်းရှေ့ဆုံးကပါဝင်ခဲ့ကြောင်းသတင်းထွက်လာခဲ့ပါတယ်။အာနာသိန်းပြီးနောက်မင်းအောင်လှိုင်ခန့်လူကယ်ပြန်ဝင်ကြီးနှင့်ဟိုတယ်ခရီးသွားဝင်ကြီးအဖြစ် 2021ခုနှစ်မှ2025ဇန်နဝါရီလကုန်အထိတာဝန်ထမ်းခွင့်ရရှိခဲ့ပါတယ်။ဆက်လက်ပြီးရှေးမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ရာစက္ကစတပ်သားတအူတေဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်ရေမြွနယ်မြောက်ပိုင်းမှာစစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားတဦးသေဆုံးပြီးနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့မွန်ပြည်တော်လှန်ရေးတပ် MSRF ကယမနီညပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။နိုဝင်ဘာလ17ရက်နေ့မှာရေမြွနယ်မြောက်ပိုင်းကနင်ကမော့ရွာအနီးသို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကို မနက်7:14မိနစ်မှာတစ်ကြိမ်7:12မိနစ်မှာတစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်စစ်ကောင်စီဘက်မှတပ်သားတအုပ်တိစုံပြီးနှစ်ဦးအပြင်ထံတရားရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဖူးပေါင်းတပ်တွေမှဝန်ကြီးတော်လှန်ရေးတပ် MSRF ရေးပြည်သူ့ကောက်ွယ်ရေးတပ် YPDF ရမညမော်တပ်တော် RMA KNL တပ်မဟာချောင်းတရင်28ခွဲတင်တပင်ရွှေတီနယ်ပြည်သူ့ကောက်ွယ်ရေးတပ်ဗျူဟာ33ဒေါနာချီမုံရေးတပ်ခွဲတို့ကပါဝင်ခဲ့ကြတာဖြစ်ပြီးအထူးကိမရှိခွာစစ်ဆင်နိုင်ခဲ့တယ်လို့သိရပါတယ်။ ကျွန်မတရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။